10ဒေါ်လာနဲ့ရောင်းချနေပြီမဲ့ဝယ်သူတူတယောက်မှမရှိတဲ့ဇိမ်ခံအင်ကြီးပရိသတ်များအားလုံးပဲမင်္ဂလာပါများဘာမအိတ်သုံးလုံး channel ကနေပြန်လဲကြိုဆိုလိုက်ပါရီဒီအင်ကြီးကတော့ area ကျယ်ဝင်း4000စုရဲမီတာလောက်အထိရှိတဲ့ကျယ်ဝင်းပြီးတော့ကြီးကျယ်ခမ်းနားလုံးနဲ့ဇိမ်ခံအင်ကြီးတစ်လုံးပဲဖြစ်ပါရီခမ်းနားထဲဝါလုံးတာကြောင့်ဒီအင်ကြီးမှာနေကျင်ကြတဲ့သူတွေရန်ကုန်များပြားလိမ့်မယ်လို့မထင်လိုက်ပါနဲ့ဘူးဒီအင်ကြီးကို10ဒေါ်လာနဲ့အယောင်ရှင်းတင်ထားတာတောင်မှဝယ်မဲ့သူမရှိပါဘူးဟုတ်ပါရီတင်နာကြမှာတော့မဟုတ်ပါဘူး ဒီအညီကိုအမေရိကန်ဒေါ်လာ10ဒေါ်လာရင်းနဲ့အယောင်စင်းတင်ထားခဲ့တာဖြစ်ပါတယ်။ဒါပြင်10ဒေါ်လာရင်းနဲ့ဒီအညီကိုဝယ်ယူမဲ့သူအနေနဲ့အညီကိုစောက်လုထားတဲ့ခြံဝင်းအကျယ်ကြီးကိုပါရရှိပိုင်ဆိုင်နေမှာဖြစ်ပါတယ်။အလကားပေးသလိုကိုဖြစ်နေတဲ့ဒီရှားပါအခွင့်ရေးကြီးကိုလူတွေကဘာဖြစ်လို့မယူရကြတာလဲ။ဒီအညီကိုလူတွေကဘာဖြစ်လို့များဝယ်ယူဖို့လက်တွန်းနေကြတာလဲ။စားရိတ်စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုနေပြည်တော်လေးမှာတင်ဆက်မျှဝေပေးလိုက်ခြင်းပါတယ်။ဒီအညီကအမေရိကန်နိုင်ငံနယူးဂျာစီပြည်နယ်ရဲ့မောင်ကလေးရအရက်မှာတည်ရှိပါတယ်။ ောင်ကလေးကရန်ကုန်နှစ်လုံးဝယ်ကောင်းပြီးတော့စေအေးချမ်းသာစွာနဲ့နေထိုင်ခြင်းကြသူတွေအတွက်အရင်ပဲတင်တော်တဲ့နေရာလေးတစ်ခုဖြစ်ပါရင်အင်ကြီးကကြံကြဲကြီးတစ်ခုထဲမှာဆောက်လုပ်ထားတာဖြစ်ပါရင်အကျယ်ဝန်းကတော့၄00စတူရန်မီတာလောက်ထိရှိပါရင်ခြံဝင်းရဲ့အကျယ်ကလည်း၄ एकर ခွဲကျော်ရှိပါရင်ဒီလိုနေထားမျိုးနဲ့ဆိုရင်တော့လက်ရှိချိန်မှာဒေါ်လာ3သိန်းခွဲလောက်တော့အနည်းဆုံးတန်ကျစ်ရှိတဲ့အိမ်ဖြစ်ပါရင်ဒီအင်ကြီးကို၂000တခုနှစ်မှာနံပါတ်ကြီး BNI အင်ချမ်းမြေလုပ်ငန်းစုကဝယ်ယူခဲ့ပါရင်ဝယ်ယူရတဲ့ရွေချက်ကတော့ဒီအင်ခြံဝင်းထဲမှာ နေရာလွတ်တဲ့အကျယ်ကြီးရှိနေသေးတာကြောင့်အင်ကြီးကိုဖြိုဖျက်ပစ်ပြီးအင်အားအသစ်ရှစ်လုံးထိတိစောက်ဖို့ရည်ရထားတာဖြစ်ပါတယ်။ဒီချက်နဲ့ပတ်သက်ပြီးတော့အာနာပိုင်နေချန်ခွင့်ပြုမိတ်တောင်းခံရမှာအာနာပိုင်နေကခွင့်ပြုပေးခြင်းမရှိခဲ့တာကြောင့် PNE ကုမ္ပဏီလည်းပိုက်ပေါ်မိပြီးတော့ငုတ်တုတ်မိနေခဲ့ရပါတယ်။အကြောင်းရင်းကိုနေ့လောက်ရှင်းပြခြင်းပါတယ်။ဒီအင်ကြီးကိုဆောက်လုပ်ခဲ့တာက1906ခုနှစ်လောက်ကဖြစ်ပါတယ်။အဲဒါကြောင့်အင်ရဲ့တက်တန်းကနှစ်ပေါင်း112နှစ်ရှိနေပြီဖြစ်ပြီးဒီအညီမှာပထမဆုံးသောအာဖရိက NBA ကစားမဖြစ်တဲ့ Orilewit နေထိုင်သွားခဲ့ပါတယ် သူက2000ခုနှစ်မှာတည်ဆုံသွားခဲ့တာကြောင့်သူရဲ့ဇနီးဖြစ်သူက DNA ကိုရောင်းချခဲ့ပြီးတော့ PNE အိမ်ချမ်းမြေလုပ်ငန်းစုကအကြံနဲ့လက်လွဲဝယ်ယူခဲ့တာဖြစ်ပါတယ်။အင်ဂိုအီရဲ့ရွေးချယ်ကတော့မူလအိမ်ဟောင်းကြီးကိုဖြိုဖျက်ပြီးအိမ်တစ်ရှစ်လုံးဆောက်လုပ်ကတန်ဖိုးကြီးကြီးနဲ့ရောင်းချနိုင်မှုဖြစ်ပေမဲ့မောင်ကလေးကသမိုင်းဝင်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီကဒီအိမ်ကိုသမိုင်းဝင်မွေးနေ့တစ်ခုဖြစ်တာကြောင့် PNE ရဲ့အစီအစဉ်ကိုလက်မခံခဲ့ပါဘူး။အဓိကအဖြစ်တော့အိမ်ကိုလုံးဝဖြိုဖျက်ခွင့်မရှိပါဘူး။ဒါပေမဲ့ကော်မတီရဲ့ယင်းနှမြုံနှံမှုကိုငဲ့ကွက်သောအဖြစ်ကော်မတီကလည်းလျော့မှုတစ်ခုတော့ရှိခဲ့ပါတယ်။ အဲ့ဒါကတော့အိမ်သေးစောက်ခြင်းစောက်လို့ရတယ်ဒါပေမဲ့ဒီအင်ကြီးကိုဘာတစ်ခုမှမပြက်စီးစေဘဲအလုံးလိုက်နေရပြောင်းရွှေ့ပေးရမှာဖြစ်ပါတယ်ပြောင်းရွှေ့မဲ့နေရကိုလည်းကော်မတီကရွေးချယ်တက်မှတ်ပေးခဲ့ပြီးအိမ်တီရှိတဲ့နေရနဲ့ဆိုရင်နှစ်ဖာလုံးလောက်ဝေပါတယ်ဒီလိုလုပ်ပေးရမယ်ဆိုရင်အနည်းဆုံးကတော့ဒေါ်လာ2သိန်းလောက်ကပြည့်မလို့ပေါ့ဒါပြင်အိမ်ကိုမူလာတိုင်းမပြက်စီးစေဘူးဆိုတော့ကလည်းအာမခံလို့မရပြန်မအောင်ရရည်ဆိုအောင်တော့အချိန်နဲ့အများကြီးကြာသွားမှာဖြစ်ပါတယ်မူလာခံမှန်းထားတဲ့ဒေါ်လာ2သိန်းထက်အများကြီးပိုကုန်ကျင်ကုန်သွားနိုင်ပါတယ်အဲဒါကြောင့်နောက်ဆုံးမှာတော့ BNE ဘက်ကလည်း ဒီချန်ကြီးထဲမှာအင်ယာအစ်စ်ဆောက်လုပ်မယ်ဆိုတဲ့စိတ်ကူးကိုအဆုံးတက်ခဲ့ရပါတယ်တကယ်လို့အင်ကိုဝယ်ခြင်းတဲ့သူတွေအနေနဲ့လည်းအင်နဲ့ပတ်သက်မြောက်ကိုဒီတိုင်းထားမှာဖြစ်ပါတယ်ကိုယ်စိတ်တိုင်းကြမမှန်ပြင်ဆင်လို့မရပါဘူးဒီအိမ်မှာနေထိုင်မယ်ဆိုရင်လည်းကော်မတီရဲ့တတ်မှတ်ချက်တွေစည်းကမ်းတွေကိုလိုက်နာကြမှာဖြစ်ပါတယ်အဲဒါကြောင့်လေဒီတန်ဘိုးကြီးစိန်ခန့်အင်ကြီးနဲ့ချန်ဝင်းကြီးကို BNE က10ဒေါ်လာရင်းနဲ့အယောင်စင်းတင်ထားပြီးမြေအခုချိန်ကြီးဝယ်မဲ့သူမရှိဖြစ်နေရတာဖြစ်ပါတယ်။ဗီဒီယိုကိုစုံနေလိုက်ပါကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ညာ။